တန်နနစ်ကစားလို့သူတို့လေးတွေအုံနောက်ဟာလူကြီးအုံနောက်ရဲ့80ရာခိုင်နှုန်းခန့်ရှိနေပြီးဆက်လက်ကြီးထွားဖို့အာဟာရလိုအပ်ပါတယ်။ဆီရီလမာတီဂရိတ်မှာနေ့စဉ်လိုအပ်တဲ့တန်တက်ရဲ့90ရာခိုင်နှုန်းကျော်နဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာမို့ဆီရီလပြည့်စုံသောအာဟာရပါမင်မင် ပါဆရာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အခုဆိုရင်ပေါ့နော်ဟိုစောင်းရပြီးရလဲရောက်လာပြီဆိုတော့နည်းနည်းလေးအေးလာတာနဲ့ကလေးတွေကမကြာခဏဆိုလို့ဖြားနာတက်ကြတယ်ပေါ့အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ဆရာကိုမေးမြန်းချင်လို့ပါဟုတ်ကဲ့ပါခင်ဗျာဟိုအခုဆိုရင်တော့ဒီအေးလာပြီလေအေးလာတဲ့အချိန်မှာနှာစီးချောင်းဆိုးတွေဖြစ်မယ်အစာလေးနည်းနည်းမှားတယ်ကြောင်ဝမ်းပြဝမ်းလျှော်လေးတွေဖြစ်လာနိုင်တယ်ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တွေကကလေးတွေမှာဆိုရင်ဒီအာဟာရဓာတ်တွေချို့တက်လာလို့လည်းကျွန်တော်ယူဆလို့ရတာပေါ့ဥပမာဆိုကျွန်တော်ဗိုက်တာမင် A ဗိုက်တာမင် C စတဲ့အာဟာရဓာတ်တွေချို့တက်တဲ့အပြင် probiotic လို့ခေါ်တဲ့ဒီ probiotic ဆိုတာပြောရမယ်ဆိုတော့ကျွန်တော်ဥလန်းကြောင်းဆိုတော့ကောင်းမွန်တဲ့အစာအစာတစ်ခုပေါ့နော်အဲ့အစာအစာတွေပါချို့တဲ့သွားတယ်အဟာရဓာတ်တွေပါချို့တဲ့သွားတယ်ဆိုရင်အဲခုနအမေပြောတဲ့အတိုင်းပဲကလေးတွေမှာနှာစီချောင်းလို့ဖြစ်တာတို့ဒီကိုခံရကြပြီးတော့နေမကောင်းဖြစ်တာခဏခဏတွေ့ရပါတယ်ဟုတ်ကဲ့ပါဆရာခုနကဆရာပြပြသွားတယ်ပေါ့နော်ဟို probiotic ဆိုတာကလေးတွေရဲ့ခန္ဓာကိုယ်အတွက်ဟိုဘယ်လိုအကျိုးသက်ရောက်မှုတွေများရှိစေပါမလဲဆရာဟုတ် ကျွန်တော် probiotic ကိုပြောမယ်ဆိုရင်တော့တစ်ခုလုံးနဲ့ခြေစည်းပြောမယ်ဆိုရင်သူကကိုခံအောင်ကောင်းစေတယ်ပေါ့နော်ကိုခံအောင်ဘယ်လိုမျိုးနည်းနဲ့သူကကောင်းစေလဲဆိုရင်သူကဟိုခလေးတွေမှာဆိုရင်ကျွန်တော်တို့ဒီဥလန်းကြောင်ပေါ့နော်ဥလန်းကြောင်ကျမ်းမာရေကိုအရင်ကောင်းစေတယ် probiotic ဒါချို့တက်မယ်ဆိုရင်ကျွန်တော်ဘာဖြစ်လာလဲဆိုခလေးဒါဝင်းပြုတ်ဝင်းရှော့ခဏခဏဖြစ်မယ်ပြီးနောက်ကကြအစာအာဟာရတွေကောင်းကောင်းမဆုပ်ယူနိုင်တော့ဘူးပေါ့နော်ဒီ probiotic ဆိုတာကောင်းတဲ့ bacteria လေးတွေဥထဲမှာမရှိတော့ဘူးဆိုမကောင်းတဲ့ bacteria တွေဝင်လာမယ်ဝင်လာတဲ့အတွက်ကြောင့်ဒီအစာအာဟာရဆုပ်ယူရတဲ့နေရာမှာလေသူတို့ရအနှောက်အယှက်တွေဖြစ်လာမယ်အဲ့ချိန်တိုင်းဘာဖြစ်သွားလဲဆိုတော့ခုနကကျွန်တော်ပြောသလိုပဲနာစီချောင်းဆိုးစရောဂါတွေဖြစ်လာ နိုင်တယ်ပြီးအဟာရဓာတ်တွေပါချို့တက်သွားနိုင်တယ်ပေါ့နော်တကူလုံးကိုခြီးပြီးပြောမယ်ဆိုရင်တော့ तू ကတော့ဒီကိုခံအားကြစီတယ်ပေါ့အဲဆိုကိုခံအားတက်အောင်ဒီ provider ကျော်ရဲ့အစားအစာတွေစားဖို့လိုအပ်တယ်အဲ provider ကျော်ရဲ့အစားအစာတွေအများကြီးရှိရပေါ့နော်ကိုယ့်ရဲ့နေရာဒေသကိုယ့်ရဲ့ ဒီရောက်ရှိနေနေရာပေါ်မူတည်ပြီးတော့မှဘုန်းနဲ့အစဉ်ပြေနဲ့အစားအစာလေးရွေးစားပေးဖို့လိုအပ်တာပေါ့ဗျာဟုတ်ကဲ့ဆရာဟိုပုံမှန်ချိန်ထက်ပေါ့နော်ကလေးတွေနေမကောင်းဖြစ်တဲ့အခါမှာကိုခန်းအားကောင်းလာအောင်ပေါ့ဘလို့အစားအစာတွေကိုရွေးချယ်ပြီးတော့ကျွေးတင်ပါတယ်ဆရာဟုတ်ဟိုကိုခန်းဒီနေမကောင်းဖြစ်နေတဲ့အချိန်ဆိုရင်တော့ဟိုကလေးမှမဟုတ်ပေါ့နော်လူကြီးဆိုလည်းကျွန်တော်ပါဇက်တွေပြက်နေ green တွေပြက်နေအချိန်မှာတို့တွေစားချင်တာအောင်လို့ပေါ့အရန်ရေးကြည့်ရယ်ဒီထဲမှာမှကျွန်တော်က probiotic ကျော်သွားတဲ့အစားအစာလေးကျွေးတဲ့အချိန်မှာဆိုရင်တော့ဘယ်လိုမျိုးကျွေးမလဲဆိုရင်ကျွန်တော်က ဥမာဆိုရင်ကိုကလေးကနှာစင်းနေတဲ့အချိန်လိုမျိုးလေးဆိုကျွန်တော်ဒင်ဂျင်လေးကြွေးမလားပေါ့နော်ဒင်ဂျင်လေးကြွေးတာဖြစ်ဖြစ်အကေ even ကျွန်တော်တို့ဝင်းရန်ရှုံးနေတော့မှတကယ်တန်ရှင်းလက်ဆက်တဲ့ဒင်ဂျင်လိုမျိုးလေးကြွေးရဆိုရင်ဝင်းရှုံးတာတော်တော်လေးတတ်တာစီရပေါ့အားလေးသတိထားဖို့လိုအပ်ပါတယ်ပြီးနောက်တစ်ခါကျတော့ကိုခံအောင်ကောင်းအောင်ဆိုတော့အသားတက်လေးပြေအောင်ကြွေးပြရမယ်ဥမာဆိုရင်နေမကောင်းဖြစ်နေတဲ့အတွက်ကျွန်တော်ဆန်ပြုတ်ကြွေးမယ်ဆိုတော့ဆန်ပြုတ်ကြီးရကြွေးတာမဟုတ်ဘဲနဲ့ဒီကြက်သားလေးနည်းနည်းထည့်လိုက်တယ်ပြီးနောက်ကကျက်ဦးလေးထည့်ပြီးကြွေးတယ်ပေါ့အဲ့လိုပုံစံနဲ့ကြွေးလိုက်ခြင်းအပြင်သူ့ရဲ့ကိုခံအောင်ပို့ပြီးတော့တတ်စီတယ်အဲ့ပြီးနေလည်နေခြင်းအစာပြေအနေနဲ့ဆိုရင် ဲသူကအချိုရေတိုက်တဲ့အချိန်မှာကျွန်တော်တို့ကဘယ်လိုဆိုအသီးဖြော်ရေလေးတိုက်လို့ရပါဘူး။ဥမာဆိုနည်းနည်းလေးချင်ရဲအရသာရှိရတာပေါ့နော်။အဲငကမောက်သီးဖြော်ရေလိုမျိုးလေးတိုက်တာဖြစ်ဖြစ်ကျွန်တော်တို့ဒါမှမဟုတ်လိမ္မော်သီးဖြော်ရေလေးဖြစ်ဖြစ်ကပလာသီးဖြော်ရေအဲ့လိုမျိုးအသီးဖြော်ရေလေးတိုက်လိုက်ချင်တာဖြစ်ဖိုက်တာမင်စီကျော်သွားဆိုရရှိတယ်။ဒီဗီတာမင်စီကျော်သွားဆိုရရှိတယ်ဆိုရင်ကိုခန်းကလည်းတဖြည်းဖြည်းတက်လာတဲ့အတွက်ကြောင့်ဒီ နေမကောင်းဖြစ်တာကိုကျွန်တော်တစ်ဖက်တစ်လမ်းကနေပြီးတော့တိုက်ထုတ်ပေးနိုင်တာပေါ့အဲ့လိုမျိုးလေးအားနေတယ်တော့အများကြီးရှိပါခင်ဗျဟုတ်ကဲ့ပါဆရာဟိုကိုခန်ကကောင်းမွန်ခြင်းကပေါ့နော်နောက်ဆက်တွဲအနေနဲ့ကလေးတွေအတွက်ဘယ်လိုအကျိုးသက်ရောက်မှုတွေရရှိစေပါမလဲဆရာဟုတ်ဒါတော့ကိုခန်ကကောင်းမွန်စေဆိုတော့မိမိရဲ့အဖြေရဲ့မှာပဲမိကုန်းလေးမှာပဲအဖြေပါသလိုဖြစ်နေပါဘောနော်ပြောရမယ်ဆိုရင်ကိုခန်ကကောင်းလာတဲ့တွက်ကြောင်ဘာဖြစ်လာမလဲဆိုအခုလိုမျိုးရာသီအခုပြောင်းမှာနှာစီချောင်းဆိုးလည်းမဖြစ်တော့ဘူးတုံတောင်လည်းဝင်းလျှော့တာလည်းမဖြစ်တော့ဘူးဘောနော်ဒါကတော့လက်ရုပ်တရက်မှာကောင်းမွန်လာတဲ့အချက်ပေါ့အဲနောက်ပိုင်းမှာဆိုတော့ဘာလို့ဆိုကလေးဒီအဲဒီယောဂတောင်တိတ်မခံရ ဲ့တကြောင်သူဒီပြောရမယ်ဆိုရင်တော့ဒီ school performance ပေါ့ပြောရမယ်ဆိုတော့ចောင်းစာရေးတိချာကောင်းအောင်မလုပ်လာနိုင်မယ်ဒါကတော့သူရဲ့ဟို ကျမ်းမာရေးနဲ့ပတ်သက်ပြီးဖြစ်လာမဲ့ဟိုကောင်းကျိုးလေးပေါ့အများကြီးရှိလာနိုင်ပါတယ်အပြောရမယ်ဆိုတော့နေမကောင်းခဏခဏမဖြစ်တော့တဲ့ကြောင့်ခန္ဓာကိုယ်ကြီးထွားပုံမျိုးမှုမှာလည်းတော်တော်လေးကိုအထောက်အကူဖြစ်စေပေါ့နော်။ဘာလို့ဆိုတော့ကလေးတယောက်ဒီကြီးထွားပုံမျိုးနေတဲ့အချိန်မှာခဏခဏနေမကောင်းဖြစ်နေမယ်ဆိုသူ့ရဲ့ပုံမျိုးမှုနှောင့်နှေးစေတယ်။အဲပြတ်သွားတာတွေပါဖြစ်တတ်တယ်။အဲ့လိုမဖြစ်တော့ရင်လည်းဒီကိုယ်ခံကောင်းလာတဲ့အတွက်ကြောင့်ကျဲဒီနေမကောင်းဖြစ်တာလည်းရှားသွားမယ်ခက်ကျဲသွားမယ်ပေါ့နော်ကျဲသွားတဲ့အချိန်ကျရင်သူ့ရဲ့ခန္ဓာကိုယ်မှာကြီးထွားတဲ့တော့ကြီးထွားမှုတွေရှိလာမယ်အဲဆိုရင်တော့ပို့ပြီးတော့ optimal growth လို့ခေါ်တဲ့ရှိတဲ့ချိတိုက်တဲ့ အရက်တို့ရှိသိမ့်ရှိလိုက်တဲ့ weight တို့ရရှိမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာအခုဆိုလို့ရှိရင်ပေါ့နော်ခုနဆရာရှင်းပြသွားတဲ့အတိုင်းပဲဟိုကလေးတွေရဲ့ကုခန်းအကောင်းမှု probiotics ကအရေးပါပုံတွေကိုလည်းသိရှိသွားပါပြီ။အဲဒါကြောင့်ဒီနေ့ကစပြီးတော့ပေါ့။တားအောင်လဲ probiotics တက်ပါတဲ့အစားအစာတွေကိုပဲကျွေးပါမယ်။ဟုတ်ကဲ့။အခုလိုအချိန်ပေးပြီးရှင်းပြပေးတဲ့ဆရာကိုလည်းကျေးဇူးများကြီးတင်ပါတယ်။ဟုတ်ကဲ့ပါ။